စိတ်ကသတိနဲ့လည်လည်ဖြစ်နေတယ်။မနေ့ကဖုံးဖုံးကိုတကားတယောက်ကမေးလျှောက်တယ်။တရားအားထုတ်ပြီးစိတ်ကအာရုံပြန့်လွင်နေတာကိုဘလို့ပြုတ်ပြင်နေပါစေပြောင်းမသွားဘူး။ဒါကိုဘလို့လုပ်အောင်မလဲလို့မေးတော့ဖုံးဖုံးကဘာမှသွားလို့ဖို့မလိုဘူး။အမိလိုက်တည်ုံပဲလို့ပြန်ဖြေပါတယ်။စိတ်အားရောတဲ့အချိန်မှာစိတ်တည်ပြန့်လွင်တာဖြစ်ဖြစ်မောင်ပြီးမုံဝါနေတာဖြစ်ဖြစ်ဖြစ်နေမယ်။ ဘာကိုကြည့်ကြည့်တဲတဲကွဲကွဲမမြင်ရဘူး။အိုးမောင်မဲနေရောပဲ။ဒါကိုမိမိစိတ်ကမကြိုက်ဘူး။ဒါဆိုမကြိုက်ဘူးလို့သိပါ။သွားပြီးမပြုတ်ပြန်ပါနဲ့။စိတ်ပြန်လွင်နေရင်လဲမိမိစိတ်ကပြန့်လွင်နေတာကိုမကြိုက်ဘူးဆိုရင်မကြိုက်ဘူးလို့အမိလိုက်သိပါ။တည်ငြိမ်အောင်သွားမပြုတ်ပြန်နဲ့။စိတ်မှာအလင်းရောင်မရှိပဲမောင်မိုက်နေတဲ့အတွက်ဘာကြည့်ကြည့်တဲတဲကွဲကွဲမမြင်ရဘူးဆိုရင်လဲ။ မောင်မိုက်နေတယ်လို့သိပါမကြိုက်ဘူးမောင်မိုက်နေတဲ့စိတ်ကိုမကြိုက်ဘူးဆိုလဲမကြိုက်ဘူးလို့သိပါဒါမှမဟုတ်တခါတလေမိမိစိတ်ချမ်းသာပြီးတော့အဲ့ဒီစိတ်ချမ်းသာမှုအပေါ်မှာကြည်နူးနေမယ်ဒါကပရမတ်တစ်ခုနဲ့ဆန့်ကျင်ပါပဲနော်ပရမတ်တစ်ခုကစိတ်အားရော့တယ်တရားအထုတ်ပြီးတော့စိတ်ကတိုးတက်လာပါရဲ့ကျင့်တဲ့ဝမ်းသာတာကိုကျင့်တဲ့ဝမ်းသာတယ်လို့မမြင်ဘူးဆိုရင်တော့သုံးလို့မရသေးဘူး တမာရီမှာညှိတွင်မယ်ချမ်းသာမှုမှာညှိတွင်မယ်တည်ငြိမ်မှုမှာညှိတွင်မယ်တည်ငြိမ်မှုရဲ့အရာသာမှာညှိတွင်ပြီးကျင့်နဲ့ဝမ်းသာနေမယ်တည်ငြိမ်မှုကမမြဲဘူးပြတ်သွားတဲ့အခါကျတော့ပူပင်တော့ကရောက်ပြီးညှိတွင်နေတာကိုပြီးတော့အရင်ကရခဲ့သလိုမျိုးမရခဲ့တော့ရင်လေဝမ်းနဲ့ပက်လက်ကနာမငြိမ်ဖြစ်မယ်အဲ့ဒါကြောင့်မိမိကအဓိကအချက်ကိုဆွဲကိုင်းပြီး မိမိရဲ့စိတ်ကိုကြည့်ပါ ဖြစ်နေတဲ့အတိုင်းကြည့်ပါ စိတ်မှာလောဘဖြစ်ရင်လောဘဖြစ်နေတယ်လို့သိဒေါသဖြစ်ရင်ဒေါသဖြစ်နေတယ်လို့သိမောဟဖြစ်နေရင်လည်းမောဟဖြစ်နေတယ်လို့သိတည်ငြိမ်နေရင်လည်းတည်ငြိမ်နေတယ်လို့သိပြန့်လွင့်နေရင်လည်းပြန့်လွင့်နေတယ်လို့သိချမ်းသာရင်လည်းချမ်းသာတယ်လို့သိစိမ့်ရဲ့ရင်လည်းစိမ့်ရဲ့တယ်လို့သိပါ စိတ်နဲ့အတူဖြစ်ပေါ်လာတဲ့သဘာဝတရားကိုသိပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ ဒီထက်ပိုပြီးအသေးစိတ်တည်တဲ့အဆင့်ကိုတွားရအောင်စိတ်ကအဲ့ဒီတဘာဝတရားပေါ်ကျင့်တတ်တဲ့စိတ်မကျင့်တတ်တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်တည်ပါ ချမ်းသာတဲ့စိတ်ဖြစ်ပေါ်လာရင်ပထမဦးဆုံးချမ်းသာတယ်လို့တည်ပါပြီးမှနောက်တစ်ဆင့်အနေနဲ့ပိုပြီးအသေးစိတ်တည်ပြပါမိမိကဖြစ်ပေါ်လာတဲ့ချမ်းသာမှုအပေါ်ကျင့်တဲ့ဝန်သာနေတယ်သဘောကျနေတယ်ဆိုရင်မိမိကချမ်းသာမှုကိုကြိုက်တယ်လို့တည်ပါ အမိလိုက်မတိနိုင်ရင်တော့မိမိလွဲချော့သွားတာပေါ့ကြီးတော့တာအဆင်ပြေနေသလိုဖြစ်နေတာမိမိစိတ်မှာချမ်းသာနေတယ်လို့သိတယ်ဒီတခုကတော့ကောင်းတယ်လို့ရှိပေမဲ့ချမ်းသာမှုမှာညှိတွယ်နေတာမမြင်ဘူးဒါကြောင့်ဒါကအမှန်တကယ်ကောင်းတာမဟုတ်ဘူးတဝက်ပွဲကောင်းတာအလေလက်ပဲကောင်းတာဒါမှမဟုတ်စိတ်မှာဆင်းရဲမှုဖြစ်ပေါ်လာတဲ့အခါ စိတ်ကပျောက်ချင်စောနဲ့ရုန်းကန်လှုပ်ရှားမယ်ဘလို့လုံရင်ဆင်းရဲမှုချုပ်ပြောက်သွားမလဲဆိုပြီးရုန်းကန်လှုပ်ရှားနေမယ်အစားမရုန်းကန်ပဲနဲ့စိတ်ကမကြိုက်ဘူးလို့သိပါစိတ်ကဆင်းရဲနေတာကိုမကြိုက်ဘူးလို့သိပါစိတ်ကိုချမ်းသာမှုပဲရသေးခြင်းတယ်လို့သိပါကြိုက်တဲ့စိတ်မကြိုက်တဲ့စိတ်ကိုအမိလိုက်တဲ့နောက်တစ်ဆင့်အထိဆက်တည်ပါအဲဒါကြောင့်စိတ်မှာတဘာဝတရားတစ်ခုခုဖြစ်ပေါ်လာတဲ့အခါပထမဆုံး ဘယ်သဘာဝတရားဖြစ်ပေါ်လာလဲဆိုတာကိုသိပါဒုတိယအနေနဲ့ဒီသဘာဝတရားအပေါ်စိတ်ကတုံ့ပြန်လာတဲ့ကျင်နဲ့တဲ့စိတ်မကျင်နဲ့တဲ့စိတ်ကိုသိပါမိမိကစိတ်ကို ကြည်တယ်လို့ပြောရင်မိမိမှာလောဘစိတ်ဒေါသစိတ်မောဟစိတ်ရှိတာကိုမြင်တယ်မိမိကလည်းအဲ့ဒီလောက်ပဲကြည်နိုင်နေဆိုရင် မလုံလောက်သေးဘူး စိတ်မှာလောဘဒေါသမောဟဖြစ်လာရင်မိမိမကြိုက်ဘူးဆိုတာကိုသိပါသိရမယ်စိတ်မှာကောင်းတဲ့စိတ်ကုသိုလ်စိတ်ဖြစ်ပေါ်လာတဲ့အခါမိမိကကြိုက်တယ်ဆိုရင်ကြိုက်တယ်လို့သိရမယ်စိတ်မှာကုသိုလ်အကုသိုလ်ဖြစ်နေတာပဲသိရမှာမဟုတ်ဘူးနော်အဲ့ဒါဆိုတိုးတက်ဖို့ခက်သေးတယ်နောက်ထပ်အများကြီးလျှောက်လန်းရအောင်ပါဖုံဖုံပြောတာတွေကိုမှတ်မိလားပထမဆုံးစိတ်မှာလက်ရှိဖြစ်မော်နေတဲ့တဘာဝတရားကိုသိပါ ဒုတိယအနေနဲ့ဒီတဘာဝတရားပေါ်တုံ့ပြန်လာတဲ့ကျင့်တတ်တဲ့စိတ်မကျင့်တတ်တဲ့စိတ်ကိုအမိလိုက်သည်ပါတတိနဲ့အမိလိုက်သည်ပါ ခံစားချက်အားလုံးဟာ တနေ့လုံးစိတ်နဲ့အတူဖြစ်ပေါ်လာပါတယ်ဖတ်တာနောက်မှာ ဖြစ်ပေါ်တာပါဖတ်တာဆိုတာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်ဆိုတဲ့အာယုံခံစားမှုတွေနဲ့ထိတွေ့တာကို ခေါ်ပါတယ် မျက်စိနားနှာခေါင်ရှာကိုယ်စိတ်ဆိုတဲ့အာယုံခံစားမှုတွေနဲ့ထိတွေ့တဲ့အခါချမ်းသာတဲ့စိတ်ဖြစ်ပေါ်တာလည်းရှိတယ်။ဆင်းရဲတဲ့စိတ်ဖြစ်ပေါ်တာလည်းရှိတယ်။ကုသိုလ်စိတ်ဖြစ်တဲ့အခေါက်လည်းရှိတယ်။လောဘဒေါသမောဟဖြစ်တဲ့အချိန်လည်းရှိတယ်။ဒီလိုမျိုးလေပတ်ပြောင်းလဲနေတယ်။မိမိမှာတတိရှိပြီးဒါတွေကိုသိရင်ကောင်းပါတယ်။တဝက်ကတော့ကောင်းနေပြီပေါ့။ အသေးစိတ်ကိုထပ်တည်မယ်ဆိုရင်တော့ကျင်တတ်တဲ့စိတ်ကို အမိလိုက်သည်မကျင်တတ်တဲ့စိတ်ကို အမိလိုက်သည်ပါပြီးတော့ဖြစ်ပေါ်လာတဲ့အရာကဘာလဲဆိုရင်အလေလက်စိတ်ဖြစ်ပေါ်တာဖြစ်ပေါ်မယ်မိမိသတိစွမ်းအားကို အမိပြုပြီးမိမိစိတ်မှာ ဖြစ်ပေါ်တဲ့ကျင်တတ်တဲ့စိတ်မကျင်တတ်တဲ့စိတ်တွေကိုအမိလိုက်သည်ပါကျင်တဲ့စိတ်မကျင်တဲ့စိတ်ဟာသူ့ဟာသူချုပ်ပြောက်သွားလိမ့်မယ် သွားပြီးချုပ်ပြောက်အောင်လုပ်ဖို့မလိုဘူးသူဟာသူချုပ်ပြောက်သွားတယ်အလိုလိုချုပ်သွားတယ်မိမိစိတ်ကပြန့်လွင့်နေတရားအထုတ်ရင်စိတ်ငြိမ်လာတယ်ဒီနေ့မှအလိုလိုနေရင်စိတ်ပြန့်လွင့်နေတယ်ဒါဆိုပထမဆုံးစိတ်ပြန့်လွင့်တာကိုသိပြီးပါဒုတိယအနေနဲ့စိတ်ကမကြိုက်ဘူးဆိုမကြိုက်ဘူးလို့သိပါရလာမယ့်အကျိုးဆက်ကတော့မိမိကကြိုက်တဲ့စိတ်မကြိုက်တဲ့စိတ်ကိုအမိလိုက်သိရင် ကြိုက်တဲ့စိတ်မကြိုက်တဲ့စိတ်ကချုပ်ပြောက်သွားမယ်စိတ်ကအလေလက်ဖြစ်မယ်အကုသေစုအကုသူစိတ်ကြောင့်ဖြစ်တဲ့သဘာဝတရားအလုံးလဲသူ့အလိုလိုချုပ်ပြောက်တယ်တကယ်တမ်းလဲသူကပျောက်ဖို့အစဉ်သင့်ဖြစ်နေပြီးသားပဲတစ်ချိန်လုံးဖြစ်ပြီးပြတ်နေတာဒါဆိုမိမိကပြောမယ်တခါတလေမှဒေါသစိတ်ဖြစ်တယ်ဒေါသထွက်တာတော်တော်ကြားတယ်ပျောက်ကိုမပျောက်နိုင်တော့ဘူးဘာကြောင့် ဒါကမိမိစိတ်မှာမတည်မဲသေးလို့အလေလက်မဖြစ်သေးလို့စိတ်ကမတည်မဲဘူးအလေလက်မဖြစ်ဘူးဆိုရင်ပညာဉာဏ်မဖြစ်ပေါ်ဘူးကိလေသာကိုစေကြောပြီးမှစေကြောပြီးမှကပညာဉာဏ်ပါတမာရီမဟုတ်ပါဘူးဒါပေမဲ့တီမြဲပြီးအလေလက်ဖြစ်တဲ့စိတ်ပေါ်မှာမူတီပြီးဖြစ်ပေါ်လာတာကတော့တမာရီစိတ်ပါပညာဉာဏ်ဖြစ်ဖို့ထောက်ပံ့ပေးပါတယ်ဒါကြောင့်မိမိစိတ်ကိုမိမိတည်အောင်လေ့ကျင့်ပါ မိမိကဒီမိန်းကလေးကိုမြင်နေမိမိစိတ်ကသဘောကျတဲ့ဆိုရင်ယာကစိတ်ဖြစ်ပေါ်တယ်မိမိကဒီမိန်းကလေးကိုသဘောကျတဲ့ဆိုရင်စိတ်မှာယာကဖြစ်ပြီးပထမဆုံးစိတ်မှာယာကဖြစ်တယ်လို့သိပါသိပြီးတော့နောက်တစ်ဆင့်အနေနဲ့ကိလေသာဖြစ်ပေါ်တဲ့အခါစိတ်မှာရွေးစရာလမ်းနှစ်လမ်းရှိတာကိုမြင်မယ်ကိလေသာနောက်ကလိုက်တဲ့လမ်းနဲ့ကိလေသာကိုစန့်ကျင်တဲ့လမ်းဆိုပြီးနှစ်လမ်းမြင်မယ် မိမိကမိမလလေးကို မြင်ရင်စိတ်ကသဘောကျတယ်။ဒါကိုမိမိသဘောကျတယ်လို့မမြင်ဘူး။သဘောကျတဲ့စိတ်ချစ်တဲ့စိတ်ကပဲစိတ်ကိုလွှမ်းမိုးထားတယ်။စိတ်ကလည်းယာကားနဲ့စိုးမိုးမှုနောက်ကိုကောက်ကောက်ပအောင်လိုက်သွားတယ်။ပြေးလိုက်သွားတယ်။သူ့ကိုသွားလိုက်နေ။ဒါမှမဟုတ်လူတစ်ယောက်ကိုမုန်းစရာလိုမြင်ပြီးစိတ်ကသဘောမကျဘူး။ဒီတစ်ယောက်ကမိမိရန်သူဆိုပြီးဒေါသထွက်တယ် စိတ်ကအဲ့လူကိုကြိုးစားပြီးတွန်းထုတ်တယ်စန့်ကျင်တယ်တခູ່ကထိမ့်သိမ့်ထားတယ်တခູ່ကျတော့စန့်ကျင်တယ်အဝေးကိုတွန်းထုတ်တယ်ဒါကကျင်တတ်တဲ့စိတ်မကျင်တတ်တဲ့စိတ်ဖြစ်ပေါ်တာပါပဲဒါကြောင့်အခုကစားပြီးမိမိကမိမိစိတ်ကိုကြည့်တဲ့အခါဒေါန်စီပတ်စီအသေးစိတ်ကြကြကြည့်နေတတ်တဲ့အထိတိုးတက်အောင်လေ့ကျင့်ရမယ် စိတ်ကတော့ချမ်းသာနေတယ်၊စိတ်ရဲနေတယ်၊ကောင်းနေတယ်၊ဆိုးနေတယ်စသဖြင့်ဒီလောက်လေးတည်ုံပဲမဟုတ်ဘူး။ဒီချက်ပို့ပြီးအသေးစိတ်တည်ရမယ်။စိတ်ချမ်းသာပြီးကျဉ်တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်သည်။စိတ်ဆင်းရဲပြီးမကျဉ်တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်သည်။ကုသိုလ်စိတ်ဖြစ်ပြီးကျဉ်တဲ့စိတ်ရင်လည်းအမိလိုက်သည်။အကုသိုလ်စိတ်ဖြစ်ပြီးမကျဉ်တဲ့စိတ်ဖြစ်ရင်လည်းအမိလိုက်သည်။ အဲ့ဒီအစင်ထီရအောင်ဒေးစိတ်တီးပါမိမိကကျင်တဲ့စိတ်မကျင်တဲ့စိတ်ကို အမိတီးလိုက်တာနဲ့ချက်ချင်းအဲ့ဒီကျင်တဲ့စိတ်မကျင်တဲ့စိတ်ကသူ့အလိုလိုပျောက်သွားမယ်စကားကတည်မြဲပြီးအလေလက်ဖြစ်လာမယ်စိတ်ကတည်မြဲပြီးအလေလက်ဖြစ်လာမယ်စိတ်ကအလေလက်ဖြစ်လာမယ်ဒါကတတိဆွမ်းအားကြောင့်အလေလက်ဖြစ်လာတာပါ ဒါကြောင့်တမာရီကြောင့်အလဲလက်ဖြစ်လာတာကိုတီမြင်စေလို့ခေါ်တယ်။တတိစွမ်းကို အမိပြုပြီးအလဲလက်မဖြစ်တာကိုအမိလိုက်တည်ရင်စိတ်ကအလိုလိုတီမြင်ပြီးအလဲလက်ဖြစ်မယ်။ဒါကဇံမြာသီးတဲ့သူတွေအတွက်ကျင့်နေနည်းဖြစ်ပါတယ်။ဇံရတဲ့သူတွေကတော့ဇံကိုပဲလေ့ကျင့်ပါ။ဒါကလည်းနောက်တစ်ဆင့်ကျင့်နေနည်းတနည်းပါပဲ။မိမိတို့လိုဒီဘက်ခေတ်ကလူတွေကတော့အာယုံစူးစိုက်မှုအားနေကြတယ်။ ဇံဝင်စားမယ်လို့အိမ်မက်တောင်မမတ်နဲ့။သွားမလုံနဲ့ဘယ်နှစ်နှစ်ပဲကြင်ကြင်အောင်မြင်မှာမဟုတ်ဘူး။စိတ်ကတစ်ချိန်လုံးပြန့်လွင့်ပြီးရောက်ရက်ခတ်နေတာ။ဒါကြောင့်မိမိတို့ကြင်နိုင်တာကိုပဲကြင်ပါ။တကယ်လို့မိမိကအရန်စိတ်ပြန့်လွင့်ရင်ဖရာရှခူဖရာသာရွတ်ပါဗုဒ္ဓရွတ်နေပါဝင်နေထွက်လေကိုတည်တာပဲဖြစ်ဖြစ်လုပ်ပါ။ပြီးမှနောက်တစ်ဆင့်အနေနဲ့တည်မြဲတဲ့တမာတိဖြစ်ပေါ်အောင်လုပ်ပါ။ ဒါကတော့တည်ငြိမ်တဲ့တမာရီမျိုးပေါ့မိမိကဖရာရှိခိုးဖရာသာရွတ်တာပဲဖြစ်ဖြစ်ဘုံတော်ရွတ်နေတာပဲဖြစ်ဖြစ် ဝင်လေထွက်လေကြည်နေတာပဲဖြစ်ဖြစ်ဝမ်းပိုက်ဖောင်းပိန်တာကိုကြည်တာပဲဖြစ်ဖြစ်ဘယ်ဟာပဲကြည်ကြည်တည်ငြိမ်တဲ့တမာရီကိုရရှိမှာဖြစ်တယ်နောက်တစ်ဆင့်အနေနဲ့ထပ်ပြီးတိုးတက်အောင်မိမိကတည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်ရရှိအောင်ကြင်ကြံရပါမယ်မိမိလက်ရှိဖြစ်ပေါ်နေတဲ့သဘာဝတရားအလုံးကို အမိလိုက်တည်တဲ့အခါစိတ်ကအလိုလိုတည်မြဲလာမယ်။မိမိက စိတ်ရဲ့နေစရာနေရာဖြစ်ဘုဒ္ဓဘုဒ္ဓဘုဒ္ဓလို့ရွတ်နေရင်စိတ်ကအတွေးစီရောက်သွားရင်ဘုဒ္ဓရွတ်နေတာကိုမေ့သွားမယ်။အခြားအတွေးတွေစီရောက်သွားရင်လည်းစိတ်ကအတွေးတွေစီရောက်သွားပြီလို့အမိလိုက်တည်ပါ။အဲ့ဒီအချိန်မှာတွေးနေတဲ့အတွေးဟာပျောက်သွားလိမ့်မယ်။ တည်မြဲတဲ့စိတ်ဖြစ်ပေါ်လာလိမ့်မယ်။မိမိကကောင်းတဲ့တမာရီစတင်ရရှိလာပြီလို့မှတ်ယူရမယ်။မိမိတမာရီကိုဒီတက်ပို့ပြီးကောင်းအောင်တိုးတက်အောင်ကြိုးစားကျင့်ဆံရမယ်။စိတ်တည်မြဲပြီးဒီတိုင်းလေးပဲနေနေရမှာမဟုတ်ဘူး။အလေလက်ဖြစ်အောင်လည်းကျင့်ကြံရမယ်။ပုံပုံခဏခဏပြောနေတာကိုမှတ်မိလားမိမိတို့တွေတရားထုတ်တဲ့အခါ တတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်အကြောင်းကိုတည်မြဲပြီးအလဲလဲဖြစ်တဲ့စိတ်နဲ့အမှန်တိုင်းသိဖို့သိပါလို့တည်မြဲတဲ့စိတ်ကတကယ်လို့လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝတရားကိုမိမိသိရင်စိတ်ကသူ့အလိုလိုတည်မြဲမယ်မိမိစိတ်မှာတတိလွတ်နေတာကိုတတိလွတ်နေတယ်လို့သိရင်သိတတိလွတ်တတိလွတ်နေတဲ့စိတ်ချုပ်ပြောက်သွားပြီးတည်မြဲတဲ့စိတ်ဖြစ်ပေါ်လာမယ်မိမိကဒေါသဖြစ်နေတာကိုဒေါသဖြစ်နေတယ်လို့ သိရင်ဒေါသချုပ်ပြောက်သွားမယ်ဒေါသစွမ်းအားနဲ့အတူ လွင်မြောနေတဲ့စိတ်လည်းချုပ်ပြောက်သွားပြီးတည်မြဲတဲ့စိတ်ဖြစ်ပေါ်လာပင်မိမိတရားအထုတ်နေတာအချိန်တစ်ခုရရှိလာပြီဆိုရင်မိမိကအစင်နောက်စင်တက်သွားပြီလို့စမြင်မယ်စိတ်တည်မြဲနေတာတခုပါပဲဒါပေမဲ့အလေလက်မဖြစ်သေးဘူးစိတ်တည်မြဲပြီးကုသိုလ်ပေါ်ကျင့်တတ်တဲ့စိတ် အကုသို့ပေါ်မကျင့်တဲ့စိတ်ဖြစ်နေတယ်စိတ်တည်မြဲပြီးချမ်းသာမှုပေါ်ကျင့်တဲ့စိတ်စင်းရဲမှုပေါ်မကျင့်တဲ့စိတ်တွေဖြစ်နေတယ်ဒီတစ်ခုကတတိယစွမ်းအားကို အမိပြုပြီးဖြစ်လာတာပါပဲအမိလိုက်သိပါကျင့်တဲ့စိတ်ကိုအမိလိုက်သိမကျင့်တဲ့စိတ်ကိုအမိလိုက်သိဒါဆိုကျင့်တဲ့စိတ်မကျင့်တဲ့စိတ်ပျောက်သွားမယ်စိတ်ကအလေလက်ဖြစ်လာတယ်ဘုံဘုံအမြဲတမ်းပြောနေတာကိုမှတ်မိလား တည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်ရှိရမယ်။တတိရှိပြီးခန္ဓာကိုယ်နဲ့စိတ်အကြောင်းကိုတည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်နဲ့အမှန်တိုင်းကိုသိရမယ်ဆိုတာကိုတည်မြဲတဲ့စိတ်ကမိမိမှာတတိရှိတာ။လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝတရားကို အမိတိုက်သိနေတာက ဖြစ်ပေါ်လာပါတယ်။ဒါဆိုရင်တည်မြဲတဲ့စိတ်ကအလိုလျောက်ဖြစ်ပေါ်ပါတယ်။အလယ်လက်ဆိုတာတတိကိုအမိပြုပြီးအလယ်လက်မဖြစ်တဲ့စိတ်ကို အမိလိုက်တည်တဲ့အတွက်စိတ်ကသူ့လိုလိုအလဲလက်ဖြစ်လာတယ်။ဒီလိုဆိုတော့မိမိမှာတည်မြဲပြီးအလဲလက်ဖြစ်တဲ့စိတ်ကိုရပါတယ်။မိမိကပြည့်ပြည့်စုံတဲ့တမာရီကိုရတယ်လို့ခေါ်တယ်။မိမိမှာပြည့်စုံကောင်းမွန်တဲ့တမာရီကိုရရှိပြီဆိုရင်မိမိဆက်လုပ်ရမှာကပညာဉာဏ်တူဝေါအောင်ဆက်လုပ်ရမှာဖြစ်ပါတယ်။တမထာကျင့်ကြံခြင်းရဲ့ရွေချက်ကတော့တည်မြဲပြီးအလဲလက်ဖြစ်တဲ့စိတ်ကိုရရှိစေဖို့ဖြစ်ပါတယ်။ ညာဉာဏ်တိုးပေါ်အောင်ကျင့်ကြံရခြင်းရဲ့ရည်ရွယ်ချက်ကတော့စိတ်မှာအသိပညာတိုးတက်ဖို့ရယ်အာယုံခံစားမှုလို့ခေါ်တဲ့စိတ်ကသွားတည်တဲ့အရာတိုင်းရုပ်စွာဆုံးစိတ်ကိုစိတ်ကိုယ်တိုင်းဒီပင်လျင်လက္ခဏာရေး၃မှာအောက်မှာပဲရှိတဲ့ဆိုတာကိုမှန်မှန်ကန်ကန်နဲ့သိရှိနားလည်စေဖို့ဖြစ်ပါတယ်။ဒါကြောင့်တမ္ပရာကျင့်တဲ့အစင်မှာတမာရီထူထောင်ပြီးမိမိစိတ်ကို အမိလိုက်တည်ပါ။ ဒီလိုဆိုတည်မြဲပြီးအလဲလက်ဖြစ်တဲ့စိတ်ဖြစ်လာတဲ့အတွက် ကောင်းမွန်တဲ့တမာတိကိုရရှိလာပါတယ်။အဲ့ဒါပြီးတော့မိမိကတည်မြဲပြီးအလဲလက်ဖြစ်တဲ့စိတ်ကိုမကြည့်တော့ဘူး။ကာယကရာတတိနဲ့ဆိုရင် ခန္ဓာကိုယ်ရဲ့လက္ခဏာရေးသုံးပါးကို မြင်မယ်။ဒါပေမဲ့မိမိက ခန္ဓာကိုယ်တည်တာနဲ့လည်းခန္ဓာကိုယ်ရဲ့လက္ခဏာသုံးပါးကို မြင်နိုင်ပါတယ်။ အဲ့ဒီလိုမြင်နိုင်ဖို့မိမိမှာတည်မြဲပြီးအလဲလက်ဖြစ်တဲ့စိတ်ရှိဖို့ပဲလိုတာပါဝေဒနာကရာတတိဆိုတာချမ်းသာမှုစင်ရမှုစတဲ့ခံစားချက်တွေဖြစ်ပါတယ်တကယ်လို့မိမိစိတ်ကတည်မြဲပြီးအလဲလက်ဖြစ်ရင်မိမိကဝေဒနာရဲ့လက္ခဏာရေးသုံးပါးကိုမြင်မယ်မိမိစိတ်ကတည်မြဲပြီးအလဲလက်ဖြစ်နေရင်တတိကဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်ကိုသိမယ်ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်လာတဲ့သင်္ခါရတရားအလုံးကိုမိမိကတည်မြဲပြီးအလယ်လက်ဖြစ်နေတဲ့စိတ်နဲ့တည်တာပါလို့ခေါ်တယ်။မိမိခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့သင်္ခါရတရားအလုံးရဲ့လက္ခဏာရေသုံးပါးကိုမြင်မယ်။ဒါကြောင့်တမထကျင့်တဲ့နေရာမှာတမာရီရရှိအောင်ကျင့်ရမယ်ဆိုတဲ့ယူရချက်ကတည်မြဲပြီးအလယ်လက်ဖြစ်တဲ့စိတ်ရရှိဖို့ဖြစ်ပါတယ်။ဝိပဿနာကျင့်ရခြင်းယူရချက်ကတော့ ြုပြင်စေ့စော်တဲ့အရာတွေဖြစ်တဲ့ယုတ်တရားနန္တရားရုပ်ဆွာဆုံးမိမိရဲ့စိတ်အပါဝင်အရာအလုံးမှာလက္ခဏာကြီးသုံးပါအောက်မှာပဲရှိနေတာလို့မြင်နိုင်ဖို့ပါမိမိမြင်ရမယ့်အရာအလုံးဟာလက္ခဏာကြီးသုံးပါအနေနဲ့ပြတာကိုပဲမြင်ဖို့ဖြစ်ပါတယ်ဒါကြောင့်တမထကျင့်ရခြင်းရွေချက်ကတည်မြဲပြီးအလယ်လျောက်ဖြစ်တဲ့စိတ်ရရှိဖို့ဖြစ်ပါတယ်။ဝိပဿနာကျင့်ရခြင်းရွေချက်ကတော့ लखनाई तौमा तो मेबू पारे